အသက်28နှစ်အရွယ်ဒီအမျိုးသားကတော့အမိုက်ပုံနေမှာအမိုက်လိုက်ကောက်ပြီးအဖွားဖြစ်သူကိုရှာကြွေနေသူတူပဲဖြစ်ပါတယ်ဒီလိုနဲ့သူဟာပြီးခဲ့တဲ့73ရက်နေကအမိုက်ပုံနေမှာအမိုက်လိုက်ကောက်ရင်ဘန်းငွေတသိန်းကောက်ရခဲ့ပြီးမြန်မာငွေနဲ့ဆို330ဝန်းကျင်လောက်ရှိပါတယ်အိုင်နောက်ပိုင်းမှာတော့သူဟာပန်ရှင်ကိုပြန်အပ်ဖို့အတွက်ရဲစခန်းကိုသွားပြီးအကြောင်းကြားခဲ့ပါတယ်ဒီပြည်စင်ကတော့ထိုင်းနိုင်ငံဥထိုင်ဌာနီမျိုးမှဖြစ်သွားခဲ့တာဖြစ်ပြီးအမိုက်ပုံနေမှာအမိုက်လိုက်ကောက်တဲ့အသက်28နှစ်အရွယ်နန်းဖွန့်ဆိုတဲ့အမျိုးသားဟာ ြီးခဲ့တဲ့73ရက်နေ့ကအခါတိုင်းလိုပဲအမိုက်ပုံနေမှာအမိုက်လိုက်ကောက်ခဲ့ပါတယ်ဒီလိုနဲ့သူဟာအမိုက်ကောက်နေရင်လည်းလမ်းမပြုတ်ချနေတဲ့ဘန်းငွေတသိန်းနဲ့တအုပ်ကိုကောက်ရခဲ့ပြီးအိုင်နောက်ပိုင်းမှာတော့သူဟာအဖွားဖြစ်သူရဲ့ဆုံးမထားမှုကြောင့်သူများပတ်စံကိုပတ်စံမဟုတ်ဘူးယူလို့မရဘူးဆိုကာပန့်ရှင်ကိုပြန်အပ်ဖို့အတွက်ရဲစခန်းမှာသွားပြီးအကြောင်းကြားခဲ့ပါတယ်ဒီလိုနဲ့ပတ်စံဘန်းငွေတသိန်းပြုတ်ကြပြီးပျောက်သွားခဲ့တဲ့အမျိုးသမီးကလည်းသူမပတ်စံပျောက်သွားကြောင်းရဲစခန်းကိုလာပြီးအမှုဖွင့်တိုင်ကြမှုပြုလုပ်တော့ နန်ဖွန့်ဆိုတဲ့လူငယ်ကောက်ရထားကြောင်းသိပြီးသူမပစံပြန်ရခဲ့တာကြောင့်နန်ဖွန့်ဆိုတဲ့လူငယ်ကိုကျေးဇူးဆက်တဲ့အနေနဲ့မုတ်ဖို့ဘန်းငွေ၃000ပေးခဲ့ပါတယ်။နောက်ပြီးသူမပြောပြတာကသူမဟာလောဘစည်းတွေကိုအယောင်ဝဲလှုပ်သူတူဖြစ်ပြီးလောဘချမ်းပိုင်ရှင်တွေကိုပစံရှင်ပေးဖို့အတွက် မနက်ကမှသူမမဆူထားတဲ့ရွှေဆွဲကြိုးဆဲကုန်းကိုရွှေဆိုင်တစ်ခုမှတွားရောက်ခဲ့တယ်။ဒီလိုနဲ့သူမရွှေရောင်းလို့ရလာတဲ့ဘန်းငွေ၄သိန်းကျော်ကိုယူပြီးအပြန်မှသူမအိတ်ထဲကနေဘန်းငွေ၃သိန်းဟာပြုတ်ကျပြီးပျောက်သွားခဲ့တယ်။သူမတွက်ထားတာကပြုတ်ကျသွားတဲ့ဘန်းငွေ၃သိန်းပြန်မရတော့ဘူးလို့ပဲတွက်ထားတာဖြစ်တဲ့။ဒီလိုနဲ့သူမလည်းအရန်ကုန်မှနှမျောပြီးစိတ်ညစ်ခါဘလို့လောက်ရတော့မှမသိဖြစ်ပြီးရဲစခန်းမှအကြောင်းလာကြတော့နန်ဖုန်းဆိုတဲ့လူငယ်ကအိုက်ပစံ၃သိန်းကိုကောင်းရပြီးပိုင်ရှင်ကိုပြန်ပေးဖို့အတွက်ရဲစခန်းမှလာအပ်ထားတယ်လို့သိလိုက်ရတော့သူမအနေနဲ့အရန်ကုန်မှလည်းဝမ်းသာမ ိတယ်။တကယ်လို့သူမပစံကိုနန်းဖုန်းဆိုတဲ့လူငယ်သာမကောက်ရဘူးဆိုရင်အဲ့ပစံတွေကိုသူမပြန်ရတော့မှမဟုတ်ဘူးလို့ပစံပြောက်သွားခဲ့တဲ့အမျိုးသမီးမှပြောပြပါဗါတယ်။ ိုင်းနောက်ပိုင်းမှာတော့သူမဟာလောဘစည်းပွဲယုံရဲ့ပိုင်ရှင်တထေမာကိုနန်ဖွန်ဆိုတဲ့လူငယ်ရဲ့အကြောင်းပြောပြလိုက်တဲ့အခါမှာတော့ပွဲယုံပိုင်ရှင်တထေမာဟာနန်ဖွန်ဆိုတဲ့လူငယ်ရဲ့စိတ်ဓာတ်ကိုသဘောကျပြီးနန်ဖွန်ဆိုတဲ့လူငယ်ကိုဆက်သွယ်ကငွေအမောက်တစ်ခုချီမြှင့်ပြီးသူစီမအလုပ်လုပ်ဖို့အတွက်ကန့်လန့်ခဲ့ပါတယ်။အလို့နဲ့နန်ဖွန်ဆိုတဲ့လူငယ်ကလည်းအလုပ်ကောင်းကောင်းတစ်ခုရတာကြောင့်အမိုက်ပုံနေမှာအချိုရီဘူးလိုက်ကောင်းနေရတဲ့အလုပ်ကိုဆွန့်လွှတ်ပြီး ွဲယုံပိုင်ရှင်တထေးမာရဲ့ကံလန်မှုကိုလက်ခံခဲ့ပါတယ်။နောက်ပြီးထိုင်းတရင်တောက်တွေမှနန်းဖုန်းဆိုတဲ့လူငယ်ရဲ့အိမ်ကိုလိုက်ပြီးသူ့ဘဝအကြောင်းနဲ့ပတ်သက်ပြီးမေးမြန်းမှုပြုလုပ်တော့တည်ရတာကနန်းဖုန်းဆိုတဲ့လူငယ်ဟာအဖွားဖြစ်သူနဲ့အတူနေထိုင်ပြီးသူ့ရဲ့ဖခင်ကတော့ငငယ်လေးကလေးကဆုံးသွားတယ်။မိခင်ကတော့လွန်ခဲ့တဲ့နှစ်20လောက်က နောက်အိမ်အောင်ပြူပြီးနန်းဖုန်ကိုတော့အဖွားဖြစ်သူနဲ့ပစ်ထားပြီးထွက်သွားခဲ့တဲ့အိမ်နောက်ပိုင်းအဆက်အသွယ်မလုပ်တော့ဘူးအဖွားဖြစ်သူပြောပြတာကနန်းဖုန်ဟာအဖွားနဲ့ငငယ်လေးကလေးကနေလာခဲ့တာသူဟာအရန်အနေအေးပြီးမွေးရပါအုံနောက်ဖွင့်ပြမှုအားနေခဲ့တယ်အဖွားရဲ့တွန့်တင်ဆုံးမမှုကြောင့်သူဟာအရန်လိမ့်ပါတယ်အဖွားကျမ်းမရေမကောင်းတော့တဲ့နောက်ပိုင်းမှာမိလေးဟာအဖွားကိုရွာထဲကလဲပိုင်ရှင်နေစီမှာနေစာအလုံးဝင်လုပ်ပြီးအဖွားကိုရှာကြွေးတယ်အဲ့ဒီအလုံးတွေမရှိရင်တော့မိလေးဟာအမိုက်ပုံလေးမှာကော်ဘူးတွေလိုက်ကောက်ပြီးအဖွားကိုရောင်းပြီးတော့ရှာကြွေးတယ် အခုလို့မြည်လေးကအဖွားရဲ့စကားကိုနားထောင်ပြီးသူကောင်းရခဲ့တဲ့ဘန်းငွေတသိန်းကိုပိုင်ရှင်ကိုပြန်အပ်ခဲ့တာကြောင့်အဖွားအနေနဲ့အရန်ကိုဝမ်းသာတယ်လို့နန်ဖုန်ဆိုတဲ့အသက်28နှစ်အရွယ်လူငယ်ရဲ့အဖွားဖြစ်သူမှပြောပါတယ်လက်ရှိမှာတော့အမိုက်ပုံနေမှာအမိုက်လိုက်ကောက်တဲ့နန်းဖုန်းဆိုတဲ့လူငယ်ရဲ့စိတ်ဓာတ်ဟာအရန်ကိုမုံမြတ်တာကြောင့်လောပါစည်းပွဲရုံပိုင်ရှင်တထေးမာကစောင့်ရှောက်သွားမယ်လို့ပြောထားပြီးထိုင်းတရင်ဌာနတွေကလည်းနန်းဖုန်းရဲ့လုံရက်ကိုချီကျူးကတင်ပြနေခဲ့ကြပါဗျ။